ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့မျိုးသမီးဝန်ကြီးချုပ်ကနိုင်ငံအတွင်းနှိမ့်ရှင်ခြေချနေထိုင်သူတွေကိုစုလိုက်ပြုံလိုက်နှင်ထုတ်ဖို့ဝန်ကြီးဌာနတစ်ခုဖွဲ့စည်းတဲ့ဆိုတဲ့သတင်းမှားတွေအွန်လိုင်းမှာအများပြားပြန့်နှံ့နေပါတယ်။ခုနှစ်စောပိုင်းကရွေးကောက်ပွဲမှာဂျပန်ဦးစားပေး Japanese First Party အမျိုးရပြီးနောက်လူဝင်မှုကြီးကြပ်ရေးစီစဉ်လက်ပတ်သက်ပြီးခုလိုသတင်းချက်လက်တွေပြန့်နှံ့နေတာဖြစ်ပါတယ်ဂျပန်ဆိုရပွဲတော့ဒါဟာကောလာဟာလာပြွင့်နေတာကြီးဖြစ်ပြီးအဲ့ဒီလိုလုံးဝမဟုတ်ဘူးလို့တော့ပြောပါတယ် Facebook နဲ့ Twitter မှာအများဖြင့်အင်္ဂလိပ်ဘာသာနဲ့ပြန်လည်သတင်းတွေမှာဂျပန်နိုင်ငံရဲ့ပထမဆုံးမျိုးသမီးဝန်ကြီးချုပ်ဆာနေတာကာအီရှိဟာနိုင်ငံတော်စီးပွားရေးလုပ်ငန်းဆိုင်ရာဝန်ကြီးခေမီအိုနိုတာအားအဲ့ဒီဝန်ကြီးဌာနကိုဦးဆောင်မှုစီစဉ်ထားခန့်တယ်လို့ဆိုပါတယ်ဂျပန်နိုင်ငံရဲ့နေရှိချင်းနေထိုင်သူတွေကိုလည်းဆူလိုက်ပြောလိုက်နှိမ်ထုတ်ဖို့အတွက်လုပ်တယ်လို့ဆိုပါတယ်တရားမဝင်နေထိုင်သူတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ဖော်ထုတ်ရမယ်လို့လည်းဆိုပါတယ် တရားမဝင်အလုံးလုံးနေတဲ့သူတွေအားလုံးကိုလည်းနှိမ်နှင်းပြီးတော့ဖမ်းဆီးပြီးသူတို့ရဲ့အမိနိုင်ငံကိုပြန်ပို့သွားမယ်ဆိုပြီးသတင်းတွေမျိုးမျိုးပြန့်နေတာဖြစ်ပါတယ်။အော်တိုဘန်နစနစ်ကဒရနာရှိမမဝန်ကြီးကစီမင်းစီမံရေးကိုမလိုက်နာတဲ့နိုင်ငံသားတွေကိုတင်းတင်းကြပ်ကြပ်ကန်တွယ်ဆောင်ရွက်ပါမယ်လို့ဆိုပေမဲ့အစုလိုက်ပြောင်းလိုက်နှိမ်ထုတ်ခြင်းကြောင့်တော့လုံးဝပြောခြင်းမရှိပါဘူး။ဝန်ကြီးချုပ်အစ်စ်ကျန်းသက်စာကျင်းဆိုပြီးနောက်ချက်ချင်းပဲအစုလိုက်ပြောင်းလိုက်နှိမ်ထုတ်ရေးဝန်ကြီးဌာနဖွဲ့စည်းခဲ့တယ်ဆိုတဲ့ပေါ်ပြထားတဲ့ post တွေချက်ချင်းပြန့်ပြန့်နေပြီးကြီးစုသူ၁၀သန်းလေးပါလောက်ရှိပါတယ် Facebook မှာပြန့်နေတဲ့နောက်ထပ် video file တစ်ခုကဂျပန် Acre ကနိုင်ငံတော်နှင်ထုတ်ရေး season ကိုခွင့်ပြုလိုက်ပြီလို့မှားရွှေစွာဖော်ပြထားပါတယ်ဒီအကြောင်းအရာတွေကထိုင်း၊ဂျာမန်နဲ့စပိန်ဘာသာစကားတွေ၊အင်္ဂလိပ်ဘာသာစကားတွေနဲ့အများဆုံးပြန့်နှံ့နေတာဖြစ်ပါတယ်။ဂျပန်နိုင်ငံကအာဖရိကတိုက်၄နိုင်ငံကြားရင်းချင်းမှုနဲ့လူမျိုးရေးဖလှယ်ရေးစီစဉ်ကိုပြီးခဲ့တဲ့လကဖြစ်သိမ်းပြီးနောက်အခုလိုသတင်းတွေပေါ်ပေါက်လာတာပါ။ ဘာတော့ဖြတ်သိမ်းလဲဆိုတော့မသိပါဘူးဒီစီစဉ်ဟာပြည်ပနိုင်ငံသားတွေကိုခေါ်ယူမဲ့မူဝါဒတစ်ခုဖြစ်တယ်လို့မှားရွာယုံကြည်သူတွေကအစိုးရကိုကန့်ကွက်တဲ့အီးမေးလ်နဲ့ဖုန်းခေါ်ဆိုမှုတွေများစွာပြုလုပ်ခဲ့ပြီးလက်ရှိဂျပန်အစိုးရကဖြေရှင်းနေရတယ်လို့သိရပါတယ်